တစ်စက္ကန့်ဆိုတာဘယ်သူတွေတတ်မှတ်ထားတာလဲ၁၂၃၄၅ဒီလိုရွတ်ရင်းနဲ့မင်းကတစ်စက္ကန့်ကိုခံမှန်းနေတယ်လားဒါမှမဟုတ်တကယ်တမ်းစက္ကန့်တစ်ခုကဘယ်လိုလုံးလုံးထားတာလဲဘယ်သူတွေကတတ်မှတ်ခဲ့ကြတာလဲဒါအောင်မစတဲ့ခင်ဒီလိုဘိုးသူရရတဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေအတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်တမိုင်းကြောင့်ရအချင်းကို တိုင်းလာခဲ့တုန်းကလူသားတွေက တာမန်နေအောင်ကြီးနဲ့ရေတုံးတွေကိုကြည်ပြီးအချင်းကိုခန့်မှန်းခဲ့ကြပါတယ်။အရင်ကကနေ့ကို24နာရီတနာရီကိုမိနစ်60လို့စင်ကြယ်သတ်မှတ်ပေးခဲ့တဲ့သူတွေကတော့ဘေးဘီလုံသားတွေပါပဲ။ဒါပေမဲ့တစ်စက္ကန့်ဆိုတာကနောက်ဆုံးအဆင့်ရသွားတဲ့အပေးဆုံးအချိန်တိုင်းတာပဲဖြစ်ပါတယ်။နာရီတွေကတစ်စက္ကန့်ဘလို့ဖြစ်လာတာလဲ။1690ခုနှစ်တုန်းက Robert Hook နဲ့ Christian Eugene Stroh ဟာလှုပ်ရှားတဲ့ဂျွန်နာရီနဲ့စက္ကန့်ကိုတိုက်တာတဲ့နီးစနစ်ကိုဖန်တီးနိုင်ခဲ့ပါတယ်။အဲ့ဒီတော့ တစ်စက္ကန့်ဆိုတာနေ့တနေ့76400တစိုက်တစ်ပိုင်းဖြစ်လာပါတယ်။ဆိုလိုတာကတနေ့ကို24နာရီ76400စက္ကန့်ရှိတတ်ပါတယ်။ဒါပေမဲ့ကဘာမီကလှစ်ပတ်တဲ့အမြန်နှောဟာတနေ့နှစ်နှစ်ပိုင်းကြာမှာနည်းနည်းပြောင်းလဲနေတယ်ဆိုတာကိုသိပ္ပံပညာရှင်တွေတွေ့ရှိလာခဲ့ကြပါတယ်။တိကျမှုကိုဘယ်လိုသတ်မှတ်ခဲ့လဲဆိုရင်1969ခုနှစ်မှာတော့သိပ္ပံပညာရှင်တွေကစက္ကန့်ကိုမျက်စံလို့တဲ့တိကျမှုနဲ့သတ်မှတ်ဖို့အတွက် Atomic Clock ကိုအသုံးပြုခဲ့ကြပါတယ်။ ဲ့ရနဲ့ပတ်သက်ပြီး CCN 123ဆိုတဲ့ဓာတုပစ္စည်းကအတိတ်အခန်းကဏ္ဍကနေပါဝင်လာခဲ့ပါတယ်။ Atropic C ထဲမှာတော့ Atom တလုံးစည်းစီလိုက်ကလှုပ်ရှားတဲ့အချိန်တန်ပေါင်းများစွာရှိတတ်ပါတယ်။9ဘီလီယံ192တန်း633,1980တတိတိတစ်စက္ကန့်တစ်ခုမှာရှိနေတတ်ပါတယ်။တိပ္ပတ်လင်ညာနဲ့တည်မြဲမှုတွေကဒီတက်မှတ်ချက်ဟာနေရောင်ရာသီဥတုကဘာမြေလှည့်ပတ်နှုန်းတို့ကိုမတိကျတယ်လို့ဖြစ်သွားလောက်အောင်အထိတိကျတတ်ပါတယ်။ဆိုလိုတာက တစ်စက္ကန့်ကမသေးကြသလိုခံမှန်းနာမျိုးမဟုတ်တော့ဘဲမျက်မှောက်ခင်မှာတော့ GPS နိုင်စနစ်တွေကြက်လက်ရာဇဝင်တွေကိုတော့ညှိပေးနိုင်တဲ့အထိတိတိကျကျ data တခုဖြစ်လာပါတော့တယ်။ဒါဆိုတစ်စက္ကန့်ဆိုတာမင်းနေနဲ့ရိုးရိုးရှင်းရှင်းရေတွက်နိုင်ပေမဲ့ဒါဟာသိပ္ပံပညာနဲ့တူခိုင်မာတဲ့သဘာဝအကြောင်းတရားပေါ်အခြေခံပြီးဖန်တီးထားတယ်ဖြစ်တယ်ဆိုတာကိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်။တစ္စကတ်ဟာအတိုင်းအတာတစ်ခုတည်းမှာကသိပ္ပံပညာရှိပေဘက်ကစူးစမ်းအထောက်အမှုတည်းမှာက တိကျမှုရဲ့မှတ်သားတစ်ခုလည်းဖြစ်လာပါတော့တယ်